မင်္ဂလာပါခင်ဗျာ and socket ဖြည့်ရှင်းမြတ်တော့ပို့စာများစီစဉ်ရနေကြိုးစားပါရခင်ဗျာကျွန်တော်တာတူးပါကျွန်တော်ဖေးပါပါရှင့်ကဲမင်္ဂလာမင်္ဂလာပါမင်္ဂလာပါအကိုယူကြည့်ရကြည့်အဲမင်းရှင်နေတည်တယ်ဒီနေ့ဘာအကြောင်းပြောပြမှာအဲပြောပြမယ်နော်အဲဆိုဒီနေ့အကိုကကြတော့ဒါဟို back seat driver ပေါ့နော် back seat driver back seat driver ဆိုတာကားလိုက်မောင်းတဲ့လူတယောက်အကြောင်းကိုပြောပြမယ်ကွာအဲအဲ့ဒါဘာလဲဆိုတော့ဒီနောက်ခန်းမှာကားမောင်းပြီဆိုနောက်ခန်းကနေလိုက်လာ ပြီးတော့ခါကြတယ်လေကားလိုက်အဲ့ပြီးလိုက်ပြီးတော့ မောင်းနေကြတာကွာသိရမလားနောက်ခင်းအမဲဝါလို့လှုပ်လာအော်ကုတာတော့မဲဝါဆောင်းပြောတာလားကုတာတို့ကနောက်လိုက်တဲ့ခါကျတော့မဲဝါပြောနေလို့ဟုတ်တယ်အဲ့အဲ့လူမျိုးလူတယောက်အကြောင်းကိုပြောပြပေးမယ်နော်ဟုတ်ကဲ့ဟုတ်နောက်ကနေလိုက်ပြီးမောင်းတဲ့လူတွေကိုမုန်းလားမုန်းတယ်မုန်းတယ်အဲ့တော့တကယ်အရန်စကားများပြီးတော့ကွာဒါကောင်းမောင်းနေစေပါပါအော်နောက်ဆရာကောင်းတယ်လေဟုတ်တယ်မလားနော်အဲ့တော့ကွာကွာဒါတော်မှန်မဟုတ်တဲ့ဒီနောက်ကနေလိုက်ပြီးတော့အဲ့လိုမောင်းနေတဲ့တယောက်ရဲ့ ဓာတ်ပုံလေးအကြောင်းကိုပြောပြပေးမယ်ဟုတ်ပြီနော်ပြောပြပေးမယ်နော်ကဲအဲ့ဒါကိုစပြောပြီနော်ဟုတ်ကဲ့ပါဒီဖြစ်ပျက်ကကွာ1959ခုနှစ်နော်မတ်လပေါ့နော်ဒါအင်္ဂလန်နိုင်ငံဒါ Ipswich မြို့မှာရှိတဲ့ဒါ Marble Cemetery ဆိုရဲနော်အမျိုးသမီးပေါ့သူကဒါသူမမိခင်ရဲ့အုတ်ကူရှိတဲ့နေရာကိုတွားပြီးတဲ့နောက်မှာတော့ဒါသူ့ကိုလိုက်ပို့ပြီးတော့ကားထဲမှာထိုင်ဆောင်နေတဲ့ဒါသူ့ရဲ့အမျိုးသားပေါ့နော် Jim Cemetery Town ကိုသူကပြန်လာတယ်တဲ့ဒီနောက်ခါကျ Jim ကကားပေါ်မှာသူ့ကိုဒါထိုင်ဆောင် နေတဲ့ပုံကိုဓာတ်ပုံရိုက်ဖို့လို့သူကစိတ်ကူးပေါ်လာတယ်ပေါ့နော်အဲ့မဲ့တော့ဘာလို့လဲဆိုတော့သူ့ရဲ့ကင်မရာနဲ့ဒါမှတ်တမ်းတင်ပြီးတော့ရိုက်လိုက်တယ်။အဲ့ဓာတ်ပုံထွက်လာတဲ့အခါကျတော့လေသူကဘာဖြစ်နေလဲဆိုတော့အဲ့ကားရဲ့နောက်ထိုင်ကုန်ပေါ်မှာဒါထူးဆန်းဆောင်လိုက်ပဲဒါလူပုံရိုက်တစ်ခုပေါ်နေတော့သူတွေ့လိုက်ရတယ်တဲ့။ဟုတ်။ကားနောက်ခံလဲမှာနော်။ဟုတ်တယ်ထိုင်နေတဲ့လူတယောက်ရဲ့ပုံကိုသူကဓာတ်ပုံထဲမှာပါလာတာပေါ့ကွာ။ပါလာတယ်။အဲဒီအဲ့တဲ့ကိုတွေ့ရှိမှုကကြတော့လေဘယ်လိုဖြစ်လဲဆိုတော့သူတို့အတွက်ဒါခက်ခဲတဲ့နေရတွေကို အဆုံးတက်လိုက်တကယ်သူသူကဖြစ်လာခဲ့တယ်တဲ့ဟုတ်ဘာဖြစ်လို့လဲဆိုတော့ဒီဟိုဂျန်နရီရဲ့မိခင်ပေါ့နော်အဟမ်မာကပေါ့နော်လွန်ခဲ့တဲ့ဒါတပတ်လောက်ကမှဒါကွယ်လွန်သွားခဲ့တာဖြစ်ပြီးတော့နော်သူ့ရဲ့အတုဘအခမ်းနာပြီးတဲ့နောက်မှာပေါ့နော်ဒါသူတို့လင်မယားနှစ်ယောက်ကဒါသူမိဘရဲ့အုပ်ကူနေရာကိုတပ်ပုတ်ရိုက်ကူးဖို့အတွက်ကိုဒါရောက်ရှိလာကြတာဖြစ်တယ်တဲ့ဒါသူ့ရဲ့ခင်မွန်းဖြစ်တဲ့ဒီဂျင်ကဒါကားပေါ်မှာထိုင်ဆောင်နေခဲ့တာပေါ့နော်အဲသူကဒါဒီကားစီကိုပြန်မလာ ခင်မှာပေါ့နော်သူမရဲ့ဒီကင်မရာထဲကနေပြီးတော့နောက်ဆုံးဖလင်တစ်ခွက်ကြံနေတာကြောင့်မလို့သူကကားပေါ်မှာထိုင်ဆောင်နေတဲ့သူ့ရဲ့အမျိုးသားပုံကိုလှမ်းပြီးတော့သူရိုက်လိုက်တာနော်အဲ့ဒီဘုံကိုဒါပုံထုတ်ဖို့ဖို့တော့ပြဖို့ခဲ့ပြီးတော့ခါကျတော့သူကပြန်ရောက်လာခဲ့တယ်ပေါ့နော်အဲ့မှာတကယ်ချင်းတယောက်ကိုသူကအဲ့ဒီပုံတွေကိုပြလိုက်တဲ့အခါမှာတော့အဲ့ထူးဆန်းမှုကိုသူကအဲ့လိုတွေ့တာတဲ့ဟုတ်နော်အဲ့ဆိုရင်ပုံတွေမှာဘာတွေပါလဲအင်းအခုနထိုင်နေတဲ့တယောက်ပေါ့ဒါသူတို့တကယ်ချင်းကဒါအမျိုးသား ဖြစ်သူကဒီကားပေါ်ကပုံကိုကြည့်လိုက်တဲ့အခါကျတော့ရှင်နဲ့ဒါဂျင်းတယောက်တည်းမဟုတ်ဘဲနေတာကားနောက်ခံမှာကတော့ထိုင်နေတဲ့ဟောဒီတစုံတယောက်ပါနေတာကိုသူတို့သတိပြုမိလိုက်တယ်ပေါ့နော်အဲ့ဒီပုံကိုတရားကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီကားနောက်မှာထိုင်နေတဲ့သူကမကြခင်ကမှသူတို့ကိုစွန့်ခွာသွားခဲ့တဲ့မေဘယ်ရဲ့မိခင်ဒါအဟမယ်ရဲ့အဲ့နဲ့ပုံနဲ့ပေါ့နော်အတော်တူနေတာကိုသူတွေ့လိုက်ရတယ်တဲ့ဒါဟိုပြောလို့ရှိရင်ကသူ့မိခင်ကဒါရင်မောင်းနေရာမှာထိုင်နေတဲ့သူ့အမျိုးသားချင်းရဲ့ နောက်တဲ့တယ်မှာဒါထိုင်နေတယ်လူကြီးဖြစ်နေတာပေါ့နော်အေးသူပါလာတဲ့ပုံအေးအဲ့တဘိုးကြီးဖြစ်နေတာပေါ့နော်ပြီးတော့တော့သူမမတည်ဆုံးမိပေါ့နော်ဂျင်ကိုဒါသူနောက်ဆုံးပြောခဲ့တဲ့စကားကလေတဲ့ဒါသူတို့မြင်ရတာဟာဒါဟမ်မာဖစ်ချောင်းကိုပိုတီစားနေစေတယ်လို့ဖြစ်နေတယ်တဲ့နော်ဒါဘာပြောခဲ့လဲဆိုတော့မင်းကိုဘယ်တော့မှအန်ရဲ့ချက်အောင်မှမဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မင်းတို့နဲ့အတူတဲ့ဟိုငါထာဝရရှိနေမယ်ဆိုပြီးပြောခဲ့တာတဲ့အဲ့တော့သူကဒီစကားကြီးလေးပြောတာရှိတော့ဒီတပုတ်နဲ့မပေါ်လာတော့သူက ထင်လိုက်တယ်ပေါ့ဒါဟမယ်ပဲပေါ့အဲ့လိုအဲ့လိုထင်လိုက်တာပေါ့နော်ဒါတော့သူပြောခဲ့တဲ့သူပြောသလိုပဲပေါ့နော်တကယ်ပဲရှိနေတာလားပေါ့နော်သူတွေးတာပေါ့နော်ဒါဂျပန်ကဒါအင်္ဂလန်မှာသာမကပဲနေတယ်ဒါအမေရိကမှာပါနာမည်ကြီးလာတယ်ပေါ့ကွာနောက်ဘက်မှာဒါကဘာကျော်သွားခဲ့တယ်ဂျပန်ကဒါမယုံကြည်ကြတဲ့လက်တွေ့သမားတွေကတော့ပေါ့နော်တက်တည်ပြဖို့အကြောင်းရှာကြတယ်ပေါ့ကွာဒါဒါယူသားသားအမှားမြစ်တစ်ခုဆိုပြီးတော့စိုးကြတယ်ပေါ့နော်ဒါဖလင်ကင်မရာတွေကိုအသုံးပြုတဲ့အခါကျလို့ရှိရင်တော့ပုံအစ်တစ်ခုကိုမရိုက်ခင်မှာ ဒါ flint လေးကိုလှည့်ပြီးတော့မှလေဒါရှေ့တစ်ခွက်ကိုတိုးရတယ်เนาะအရင်တော့အဲ့လို flint cap ပေါ့เนาะအဲ့ဒီလိုမလုံမိလို့ရှင်ပေါ့เนาะအရင်နောက်ဆုံးရိုက်ထားတဲ့ပုံကပုံရိပ်ကနေပြီးတော့ပေါ့เนาะအခုနောက်ထပ်ရိုက်တဲ့ပုံမှာလာထင်စီတယ်ဆိုပြီးတော့ထပ်လာထင်နေပေါ့ပေါ့ဘယ်ကထပ်သွားတဲ့သဘောပေါ့เนาะအဲ့အဲ့လိုမျိုးဖြစ်စီတယ်ပေါ့เนาะဒါဟုတ်ကွာသူကဟို double exposure လို့ခေါ်တယ်ပေါ့เนาะအဲအဲ့ဒါကြောင့်မလို့ဒီနာမည်ကြီးတက်ပေါ်အောင်ဆိုလို့ရှိရင် double exposure ရဲ့နမူနာပုံတုံဖြစ်တယ်ဆိုပြီးတော့သူငင်းဆိုကြတယ်ပေါ့ကွာ ဒါပေမဲ့အဲ့ဒီပုံပေါ့မတိုင်ခင်ပေါ့ရိုက်ထားတဲ့ပုံကကြတော့ဥက္ကူရဲ့ပုံတွေပဲဖြစ်နေတယ်။ကဲသူဥက္ကူရိုက်ပြီးတော့မှသူကားရှိကိုပြန်လာတော့နောက်ဆုံးတစ်ခွက်ကြံလာအောင်မှသူမျိုးသားထိုင်ဆောင်တော့သူရိုက်လိုက်တာလေနော်ဒါသူလက်ရှိမှာလည်းပြောထားတာဆိုတော့အဲ့တော့ဒီဓာတ်ပုံမြင်ရခြင်းအချို့ကလေဒီပုံက solution နဲ့ဟို double exposure ကြောင့်မဟုတ်ဘူးပေါ့ဘယ်လိုမျိုးပြောရဲပေါ့ကွာပြီးတော့ဒီ double exposure solution နဲ့တကားပေါက်ကသူမ ဟိုမျက်နှာရဲ့တစိတ်တစ်ပိုင်းကိုကွယ်နေမှာမဟုတ်ဘူးဆိုပြီးတော့ပြောကြတယ်တဲ့အင်းဒီနေ့အထီတော့ကွာဒီပုံကဒါအလင်းညာတစ်ခုလို့ဘယ်သူမှတက်တည်မပြနိုင်သေးဘူးတဲ့လူအများစုကတော့ကွာဝိညာဉ်တွေကဒါသူတို့ချစ်တဲ့သူတွေကိုပေါ့နော်နှစ်သိမ့်မှုပေးဖို့ရှိနေကြတာဆိုပြီးတော့ဟိုယုံကြည်ကြရတယ်ပေါ့နော်ဒါမေဘရဲ့မိခင်အားလေတဲ့ဒါသူတို့ချစ်တဲ့ဒါတမတ်လေးရဲ့အနာမှာပေါ့သူချစ်တဲ့တမတ်လေးရဲ့အနာမှာပေါ့နော်သူနောက်ဆုံးပြောခဲ့တဲ့စကားအတိုင်း တကယ်ရှိနေတာလည်းဖြစ်နိုင်နေရယ်ဆိုပြီးတော့အဲ့လိုပြောကြတယ်ပေါ့ဗျာအဲ့ဒါတော့ဟုတ်ပါတယ်လက်ခံနိုင်ပါတယ်တချို့ရဲ့ဟိုဘောနောထာဝရရှိနေမယ်အများနဲ့ရှိနေမယ်ဆိုတဲ့ဟာလေသူရဲ့ဆွဲလမ်းမှုတစ်ခုတောင်လည်းဟိုသားတွေမြီးတွေဟိုဘောနောသူရဲ့ဇနီးတွေအဲ့လိုမျိုးဘောနောနောက်တူတော့ line တယ်လို့ထင်တာပဲဟုတ်တယ်နော်သားရှိပဲဖြစ်ဖြစ်ဘောနောအဲ့ဒါပဲမဲဝါရရောက်နေ ဟုတ်တယ်เนาะဒါခုနကသူတို့ဓပုံထဲမှာပေါ်လာတာဆိုတော့ခါကြဒီဓပုံတစ်ခုပေါ်မူတည်ပြီးတော့သူတို့အငင်းခုံနဲ့ဖြစ်ကြတာပဲလေပြီးတော့သူတို့ခစ်ဆိုတာ flank kick กว่าဒါကူလည်းတည်ရဒီဓပုံတုံရိုက်ပြီးလို့ရှင် flail လေးကိုလှည့်ပြီးတော့မှနောက်တစ်ခွက်ကိုထိုက်ရရတာအဲ့လိုခစ်ဆိုတော့ဒီဘက်ခစ်လို့နီးပညာလည်းအရင်မမြင်တော့ခါကြဒီလိုဟိုဖန်တီးဖို့ဆိုတော့လေမလွယ်ဘူးလို့ထင်တာပဲလေနောက်ပြီးတော့ခုကိုတော်သူမဲဟွာပြောတာလေးကိုစဉ်းစားကြည့်လိုက်တော့ခါကြတော့လေဖြစ်နိုင်တယ်ပေါ့လူတယောက်ကသူတို့ချက်တဲ့လူတွေနားနေပြီးတော့ပျော်ရွှင်စွာနဲ့နေနေတည်ဆုံသွားတဲ့အခါမှာသူတို့ရဲ့ ဒီဆွဲလန်းစိတ်ပေါ့ chicken ရဲ့စိတ်တည်းကြောင့်အဲ့နာမှာရှိနေပြီးတော့ခုနကသူပြောခဲ့တဲ့ဇာခါကလည်းရှိတယ်လေဘယ်လိုနာမှာထားရရှိနေမှာဆိုတော့เนาะသူစိတ်မချလို့လေဟုတ်ပါတော့ပါပါเนาะဟုတ်တယ်เนาะအဲ့ဆိုတော့ဒါဘယ်လိုထင်လဲမဲပါဆိုရင်တော့မဲပါတော့ဒီခုနကသူပြောလိုက်တယ်လေသူတို့မှာကအမြင်မျိုးယူဆကြတယ်ဆိုပြီးတော့မဲပါတော့ဒါတော့ယုံတယ်သူလို့ပဲထင်တယ်ပေါ့เนาะသူပြောလိုက်တဲ့ဇာခါကလည်းဒါမိသားစုတွေကမလန့်ပဲတဲ့ကောင်အဲ့စကားတော့တွားပြီးတတိယစီရယ်ဆိုတော့အေးပေါ့နော်သူရှိနေချောင်းလည်းပြရမယ်လည်းဖြစ်နိုင်တယ်ပဲသူအုတ်ကူတွားရနေကြမှာ ြာဆိုဟုတ်တယ်နော်ပြီးခုနကသူဟိုဒီဟို double exposure လို့ပြောကြရဲဆိုမြတောင်းမှာရှေ့ကရက်မှာအုတ်ဂူတွေရိုက်ထားတာဟုတ်တယ်ပြီးနောက်ဆုံးတစ်ခွက်ကူမှာဒီသူမျိုးသားသူ့ကိုစောင့်နေအောင်ရိုက်လိုက်တာဆိုတော့အဲ့ထဲမှာပေါ်လာဖို့ဆိုတော့ထပ်သွားရလည်းမဖြစ်နိုင်ဘူးဖြစ်နိုင်အောင်နော်ဟုတ်တယ်အဲ့ဒါကိုပြောချင်လားဟုတ်တယ်မြေပါအကဲစိတ်ဝင်စားလားစိတ်ဝင်စားတော့ဗောဒါလေးကဟိုဗောနော်တမျိုးလေးဗောရင်ထဲမှာငါချစ်ချင်းမြစ်တာတွေလည်းပါနေတယ်ဟုတ်တယ်က passage driver ဗောသူကအများကြီးကိုထင်တာတော့သူတက်ရှိထင်ရှားရှိစင်မာဒါသူ သမီးသမက်တွေနဲ့သူအပြင်သွားတဲ့ခါကျလို့ရှိရင်သူသမက်မောင်းနဲ့နောက်တည်းမှာထားပြီးသူအဲ့လိုစကားတွေပြောမှာပေါ့။အေးဘယ်နော်။ဘာစီဘာစီနဲ့လည်းပြောနေမှာ။တော်ပြည့်တော်ပါလား။ဟိုလူကိုယ်လေးဒီလူကိုယ်လေးနောက်မှလည်းစကားတွေတောက်ဆောက်ပြောအဲ့လိုမျိုးပေါ့နော်။အမြဲတော့ရှိပုံရပါတယ်။ဟုတ်မယ်ဟုတ်မယ်။သူအဲ့ဒီတော့ထိုင်နာတော့မှသူဒီနေရာမှာပဲအမြဲထိုင်နာလို့ပြောထားတာဆိုတော့လေနော်။နေရာတော့မပြောင်း။ဟုတ်ပါတယ်။အဲ့တော့ကုတော်သူလည်းထင်ပါတယ်ဒါသူ့ရဲ့ဆွဲလန်းမှုကြောင့်သူတကယ်ရှိနေလို့ပဲ။ ဒါဒီပုံလေးမှပေါ်လာတယ်လို့လို့ထင်တာပါเนาะဟုတ်တယ်ဟုတ်ဟုတ်အဲလိုကြည့်တော့စိတ်ဝင်စားလားစိတ်ဝင်စားရဲစိတ်ဝင်စားဟုတ်ပါပြီကဲနောက်တစ်ခါကြာလို့ရှင်လဲကွတာသူကဒီထက်ပုံပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေရှာဖွေပြီးတော့ထပ်ပြောပြပေးမယ်เนาะဟုတ်ကဲ့နော်နားထောင်မယ်เนาะโอเคပါကဲဒီနေ့မှကျွန်တော်တို့ဒါဒီရှင်းလို့မရတဲ့ပုံစံတစ်ခုတည်းရနေပြီးတော့အခုလိုဒါ basic driver အကြောင်းပြောပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။နောက်ပတ်ဒီမှာလည်းဘယ်လိုမျိုးအစီအစဉ်လေးဆက်ပြီးတော့ကျွန်တော်တို့ရှာဖွေပြီးတော့ပြောပြတင်ဆက်အောင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ပြီးအားပေးပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ရှင်။